ားလုံးပဲမင်္ဂလာပါဗျာ GDS channel ကနေပြန်နေကြိုဆိုလိုက်ပါရင်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့မကြခင်အချိန်အတွင်းမှာပွဲဖြစ်လာနိုင်ဖို့အတွက်လုံအောင်ကိုလာလာရှိနေပြီးတော့ပွဲစဉ်ကလည်းတော်တော်လေးကိုကျန်းနေပွဲစဉ်ကျန်းနေပွဲဖြစ်လာမယ် BMF ကပတ် Champion ကပတ်စင်ခေါ်ပွဲဖြစ်တဲ့ Max Holloway နဲ့ Charles Oliveira တို့ရဲ့ပွဲစဉ်သုံးသက်ချက်အကြောင်း UFC ရဲ့ဒီ welterweight တန်းကစောင့်ကြည့်ရမယ့် fighter ဂျန်တယောက်ဖြစ်တဲ့ Shawn Brady ဆိုတဲ့ fighter ကဘယ်လို fighter မျိုးလဲလက်ရှိလောလောဆယ်အချိန်မှာ UFC welterweight တန်းရဲ့နံပါတ်1နေရာတွေဘယ်လိုမျိုးရောက်ရှိလာသလဲဆိုတဲ့အကြောင်း UFC ရဲ့ welterweight တန်းကပဲတကယ်ကိုအမေရိကန်ဂျန်ရဲ့ champion fighter တူဖြစ်ခဲ့ဘူးတဲ့ Leon Edwards နဲ့ one championship က Muay Thai fighter တို့ရဲ့ရှင်ပြိုင်ထိုးသက်သွားမဲ့ပွဲစဉ်တစ်ပွဲအကြောင်းစတဲ့အကြောင်းအရာတွေကိုစူးစီးသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရောမကြခင်ချိန်တွေမှာပွဲဖြစ်လာနိုင်တဲ့ UFC ရဲ့ဒီ Lightweight and BMF ကပတ် Champion ကပတ်စေကောပွဲဖြစ်တဲ့ Charles Oliveira နဲ့ Max Holloway တို့ရဲ့ပွဲစဉ်အကြောင်းကိုသုံးသပ်တင်ဆက်ပေးသွားခြင်းပါတယ်။ဒီပွဲစဉ်ဖြစ်ပေါ်လာဖို့အတွက်အဓိက motive ပေးသွားတဲ့ fighter ကတော့ Charles Oliveira ပဲဖြစ်ပါတယ်။ Charles Oliveira အနေနဲ့ဒီပြီးခဲ့တဲ့ UFC Brazil, UFC Rio de Janeiro မြို့မှာကျင်းပသွားတဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Marius Camero ကိုသူ့အနေနဲ့ submission ချုပ်ကွက်နိုင်နိုင်ရရှိခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင်သူ့အနေနဲ့ MMA ကျိုးဝိုင်းတဲ့ကို Charles Oliveira ပြန်လည်ဝင်ရောက်လာပြီးဖြစ်တဲ့အကြောင်း Charles Oliveira အနေနဲ့နောက်ထပ်ပြိုင်ပွဲ fighter အနေနဲ့ Max Holloway ကိုရှင်ပြိုင်ထိုးသက်သွားခြင်းနဲ့ BMF ကပ်ကြီးကိုလိုချင်တဲ့ဆိုပြီးတော့စိန်ခေါ်သွားရတာကနေစလာတာပဲဖြစ်ပါတယ် ဆိုတော့ Charles Oliveira ရဲ့အကြောင်းကိုအရင်ဆုံးပြောရမယ်ဆိုရင်တော့ Charles Oliveira အနေနဲ့ဒီ UFC ဖွဲ့စည်းမှာမှတ်တမ်းတွေအများကြီးဝင်ထားတဲ့ fighter တစ်ယောက်ဖြစ်ပြီးတော့သူ့အနေနဲ့ကျွန်တော်အကြိုက်ဆုံးကစားသမားတဦးလို့လည်းပြောရမှာဖြစ်ပါတယ်ဆိုတော့ Charles Oliveira အနေနဲ့ဒီ MMA ပွဲစဉ်မှာသူ့အနေနဲ့48ပွဲထိရှင်ပြိုင်ထိုးသက်ထားတာဖြစ်ပြီးတော့အဲ့ဒီတည်းကမှ Charles Oliveira အနေနဲ့36ပွဲနိုင်7ပွဲရှုံး2ပွဲပွဲမရှိဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ် နိုင်ရရှိထားတဲ့ဒီ36ပွဲထဲမှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့ဒီ10ပွဲကိုတိုင်ပွဲရ22ပွဲကိုချုပ်ပွဲ4ပွဲကို submission နဲ့နိုင်ရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ Charles Oliveira အနေနဲ့ဒီ finishing rate ကလည်းတော်တော်လေးကိုကောင်းတဲ့ fighter finishing rate တော်တော်လေးမြင့်တဲ့ fighter လို့ပြောမှာပဲဖြစ်ပါတယ်ဒါပြင်သူ့အနေနဲ့ရှုံးခဲ့တဲ့ပွဲတွေဟာဆိုလို့ရှိရင်လည်းအလဲထိုးတွေချုပ်ွက်တွေနဲ့ရှုံးထားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့သူဟာလုံးဝကိုသူမလဲကိုလဲသူမရှုံးကိုရှုံးထိုးတဲ့ကစားသမားတဦးလို့ပြောမှာပဲဖြစ်ပါတယ် Charles Oliveira အနေနဲ့နောက်ဆုံးရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ Champion ကပတ်လူဝယ်ပွဲစဉ်မှာဆိုရင်သူ့အနေနဲ့တော်တော်လေးကိုစိုးစိုးရွားရွားနဲ့ရှုံးနေထားခဲ့တာပဲဖြစ်ပါတယ်။ Charles Oliveira အနေနဲ့သူ့ရဲ့ဘဝမှာ ချန်ပီယံကပတ်လူပွဲမှာဒုတိယအကြိမ်မြောက်လဲထိုးခံရတာလို့ပြောမှာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်သူ့ကိုလဲထိုးသွားတဲ့အီဒီယာဒေါ်ပူရီယာအနေနဲ့သူ့ရဲ့အိမ်မက်ကြီးဖြစ်တဲ့ဒီချန်ပီယံကပတ်ကြီးကိုရယူသွားပြီးတော့သူ့ကိုအမောက်သိပ်ပြသွားခဲ့တာလည်းဖြစ်ပါတယ်။ဆိုတော့ချားဆိုလီပဲတာအနေနဲ့လက်ရှိလောလောဆယ်မှာသူ့အနေနဲ့ UFC ranking ကိုပြောမယ်ဆိုရင်တော့ lightweight တန်းရဲ့နံပါတ်၄နေရာမှာရှိနေတာပဲဖြစ်ပါတယ်။နံပါတ်၄နေရာမှာရှိနေခဲ့တဲ့အပြင်သူ့အနေနဲ့ဒီချန်ပီယံကပတ်လူပွဲပွဲစဉ်ရှင်ပြိုင်ထိုးသတ်ဖို့ကလည်းလောလောလတ်မှပူပူနွေးနွေးချန်ပီယံကပတ်လူ ူပွဲပွဲစဉ်မှာရှုံးထားတဲ့အတွက်ကြောင့်မလို့ချန်ပီယံကပတ်လူပွဲပွဲစဉ်ကိုအဆင့်ခေါ်လို့မရပါဘူး။ဒါကြောင့်မလို့သူ့အနေနဲ့ဒီနံပါတ်3နေရာမှာလည်းရှိနေတဲ့ fighter ဖြစ်ပြီးတော့သူ့ထက်လည်း ranking မြင့်တဲ့အပြင် BMF ကပတ်ပါပိုင်ဆိုင်ထားတဲ့ Max Holloway ကိုထိုးမယ်ဆိုပြီးတော့စိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်။ Max Holloway အနေနဲ့ကလည်းပြီးခဲ့တဲ့သူနောက်ဆုံးရှင်ပြိုင်ထိုးသက်ထားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် UFC ရဲ့ဒီ Lightweight တန်းကလည်း Federal ကစားသမားလို့ပြောရမယ်တကယ်ကိုကျန်တဲ့ fighter ကြီးဖြစ်တဲ့ Dustin Poirier ကို ရှင်ပြိုင်ထိုးသက်ခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာ Dustin Poirier ကိုအနိုင်ယူခဲ့ပြီးတော့သူ့ရဲ့ BMF ကပတ်ကိုကာကွယ်ပြနိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ Max Holloway အနေနဲ့ကလည်း Lightweight Champion Ranking နံပါတ်3နေရာထိရောက်လာတာဖြစ်ပါတယ်ဆိုတော့ဒီ fighter တွေရဲ့ဒီအသက်အရွယ်ပိုင်းရရောပြီးတော့ ranking ပိုင်းရရောပြောမယ်ဆိုလို့ရှိရင်တော့ဒီ fighter တို့ရှင်ပြိုင်ထိုးသက်သွားမဲ့ပွဲစဉ်ဟာတော်တော်လေးကိုတင့်တော်တယ်လို့ပြောမှာဖြစ်ပြီးတော့ Max Holloway ရော Charles Oliveira ရော fighter အများလုံးအနေနဲ့ကလက်ရှိလောလောဆယ်အချိန်မှာ အီလီယာဒဘူရီယာကိုပူနွေ့နွေ့ရှုံးထားတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့လက်ဝိတန်ချန်ပီယံကပတ်စင်ကောပွဲထိုးဖို့ကတော့တော်တော်လေးကမဖြစ်နိုင်တဲ့အနေအထားဖြစ်နေတာပဲဖြစ်ပါတယ်။အဲဒီလိုမျိုးဖြစ်နေတဲ့အနေအထားမှာ fighter နေရာလုံးအနေနဲ့တယောက်နဲ့တယောက်ဒီ BMF ကပတ်အတွက်စင်ကောရှင်ပြိုင်ထိုးသက်ဖို့ဒီပွဲစဉ်သာဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်တော့ fighter နေရာလုံးအတွက် win-win situation လို့ပဲပြောရမှာပဲဖြစ်ပါတယ်။ Mass Holloway နဲ့ Charles Oliveira တို့ဟာအခုချိန်မှသာဇင်ကောရှင်ပြိုင်ထိုးသက်သွားမှာမဟုတ်ဘဲနဲ့ဒီ fighter နှစ်ယောက်လုံးအနေနဲ့ဒီပြီးခဲ့တဲ့ 2015ခုနှစ်ကစင်ခေါ်ရှင်ပြိုင်ထိုးသက်ထားခဲ့ဘူးတာဖြစ်ပြီးတော့သူတို့အနေနဲ့ဒီလွန်ခဲ့တဲ့ဆယ်နှစ်တုန်းကပွဲစဉ်မှာဆိုလို့ရှိရင်တော့ Max Holloway က Charles Oliveira ကိုတိုင်ပွဲရမ်းတဲ့နိုင်ယူရရှိခဲ့တာပဲဖြစ်ပါတယ်။အဲဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ Charles Oliveira အနေနဲ့ Max Holloway ကိုတိတ်တောင်းယူဖို့ကြိုးစားစဉ်မှာသူ့အနေနဲ့ဒီလေဗင်းတိုင်ရာရရှိသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ TKO တိုင်ပွဲရမ်းတဲ့ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီးတော့အဲဒီပွဲစဉ်ဟာ Fighter နှစ်ယောက်လုံးရည်ချင်းကြောင့်ရှုံးနိမ့်ခဲ့ရတဲ့ပွဲစဉ်မဟုတ်တဲ့အတွက်ကြောင့်မလို့သူတို့နှစ်ယောက်အနေနဲ့အခုချိန်မှာပြန်လဲဆုံး တွေးကြမယ်ဆိုရင်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီပွဲစဉ်တုန်းကဒီ Charles Oliveira ရော Max Holloway ရောတကယ်ကိုလူငယ်လေးတွေပဲရှိကြပြီးတော့သူတို့နှစ်ယောက်လုံးအနေနဲ့ထိုးတက်သွားတဲ့ weight တန်းကလည်း featherweight တန်းမှာအရှင်ပြိုင်ထိုးတက်သွားတာဖြစ်ပါတယ်ဆိုတော့ဒီ fighter အနည်းတွေနဲ့အသက်အရွယ်ငယ်စဉ်တုန်းကအရှင်ပြိုင်တွေးဆောင်ခဲ့ပြီးတဲ့နောက်မှာ ထင်မနစ်ဒဏ်ရာပြဿနာကြောင့်ပွဲကပြတ်သွားခဲ့ရတဲ့အနေအထားမှာအခုချိန်မှာထပ်မံပြန်လည်တွေးဆပြီးတော့ရှင်ပြိုင်ထိုးသက်သွားမယ်ဆိုရင်ရလကဘယ်လိုမျိုးထွက်ပေါ်လာမလဲဆိုတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေရပဲဖြစ်ပါတယ်။ ဒီ fighter ရဲ့ထိုးသက်ပုံထိုးသက်နည်းကိုပြောမယ်ဆိုရင်လည်း Max Holloway ရဲ့ထိုးသက်ပုံထိုးသက်နည်းကလည်းပြိတက်ကြိုက်လုံးဝကိုဖြပြမှုဆန်ဆန်ရှင်းပြိုင်ထိုးသက်တတ်တဲ့ပုံစံဖြစ်ပြီးတော့ Charles Oliveira အနေနဲ့ကလည်းပြိတက်တွေအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲတကယ်ကိုပြိတက်ကိုဆွဲဆောင်မှုလုံးဝအပြည့်ရှိတဲ့ပုံစံနဲ့ရှင်းပြိုင်ထိုးသက်တတ်တဲ့ fighter တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ fighter နှစ်ယောက်လုံးရဲ့ပွဲစဉ်တွေကဘယ်လိုဖြစ်သွားမလဲဆိုတာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေတာဖြစ်ပါတယ် ်ဒီပွဲစဉ်မှာတော့စိန်ခေါ်သူက Charles Oliveira ဖြစ်ပြီးတော့ဒီ Max Holloway အနေနဲ့လက်ခံခဲ့မယ်ဆိုလို့ရှိရင်ဒီပွဲစဉ်ကလုံးဝကိုဖြစ်မလာနိုင်စရာအကြောင်းမရှိပါဘူးဆိုတော့လက်ခံသူ Max Holloway အနေနဲ့သူ့ရဲ့ MMA record ကိုပြောရမယ်ဆိုရင်တော့ဒီ Max Holloway အနေနဲ့ MMA ပွဲစဉ်ပေါင်း39ပွဲကစားထားပြီးတော့အဲ့ဒီကမှ29ပွဲနိုင်10ပွဲရှုံး ဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။နိုင်ရရှိထားတဲ့ဒီ28ပွဲထဲမှာဆိုရင်73ပွဲကိုလဲထိုး3ပွဲကိုချုပ်ကွက်နောက်ထပ်73ပွဲကိုသူ့အနေနဲ့ဒီ decision နဲ့နိုင်ငံရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ Mass Holloway အနေနဲ့ well rounded fighter တူလို့ပြောမှာပဲဖြစ်ပါတယ်။ Mass Holloway အနေနဲ့ကတော့ striking မိုင်းမှာပဲအခြေခံပြီးတော့ကစားတဲ့ကစားသမားတူဖြစ်ပြီးတော့သူ့အနေနဲ့ဒီ Charles Oli ဘယ်လာနေတာနောက်တစ်ကြိမ်ရှင်ပြိုင် ထိုးသက်ပြီးတော့ BMF ကပ္ပရတာထိုးသက်ခွင့်ရခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့ကလည်း Charles Oli ဘယ်လာက striking မိုင်းမှာပဲ လိုက်ပြီးတော့ရှင်ပြိုင်ထိုးတက်ပြီးတော့စော်ကစားခဲ့မယ်ဆိုလို့ရှိရင်တော့ striking ပွဲချမ်းတစ်ခုကိုကြည့်ရမှာပဲဖြစ်ပါတယ်။ဒါ့အပြင်စိတ်ဝင်စားစရာကောင်းတာက fighter နှုတ်လုံးဟာ striking ဘိုင်းမှာလုံးဝကိုပုံစံကောင်းတွေပြပြီးတော့ကစားနိုင်တယ်ဆိုပေမဲ့ Max Holloway က American style freestyle striking ဘိုင်းမှာစော့တာဖြစ်ပြီးတော့ boxing ဘိုင်းကိုပို့ပြီးတော့အားသာပါတယ်။ Charles Oliveira ကတော့ Muay Thai ဘက်ကိုပို့ပြီးတော့အားသာတာဖြစ်ပြီးတော့သူ့ရဲ့ Muay Thai clinch တွေကတော်တော်လေးကိုကြောက်စရာကောင်းတာဖြစ်ပါတယ်။ဆိုတော့ဒီ fighter နှုတ်ရှင်ပြိုင်တွဲဆုံသွားမယ်ပွဲစဉ်ကတော့တကယ်ကို PMF ခပတ်အစစ်လုံးဝကိုပွဲချမ်းသွားမယ်ပွဲတယ်ပွဲလို့ကျွန်တော်နေနဲ့ထင်မြင်ယူဆသုံးသပ်ပြီးပြီးတော့ Charles Oliveira အနေနဲ့လုံးဝကိုအထင်နာလာမှသာ grappling mind ကိုခေါ်ပြီးတော့ဆော့မယ်လို့ထင်မြင်ယူဆသုံးသပ်မိပါတယ်ဆိုတော့ဒီပွဲစဉ်ကတော့တကယ်တမ်းဖြစ်လာခဲ့မဲ့ဆိုရင်တော်တော်လေးကိုပွဲချမ်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်တာကတော့အသေးစားပဲဖြစ်တဲ့အတွက်ကြောင့်မလို့ပရိသတ်တွေအနေနဲ့ကရောဘယ်ဖိုက်တာဘက်ကအားပေးရောမလဲမန်ဆော်လိုဘက်ကအားပေးသွားမလား Charles Oliveira ဘက်ကအားပေးသွားမလားဆိုတာကိုကောမန့်မှာဆွေးနွေးသုံးသပ်ညင်ခုံပေးခဲ့ကြပါဦးခင်ဗျာ နောက်နေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းကတော့ UFC ရဲ့ဒီ Waterweight Ranking နံပါတ်2နေရာကပိတ်သက်တွေတိတ်မသိသေးတဲ့ကစားသမားချင်းဖြစ်တဲ့ Sean Brady ဆိုတဲ့ fighter နဲ့မိတ်ဆက်ပေးခြင်းပါတယ်။ဆိုတော့ Sean Brady ဆိုတဲ့ fighter ကဘယ်လို fighter မျိုးလဲဆိုတာကြည့်လိုက်ကြအောင်ပါ။ Sean Brady ဆိုတဲ့ fighter ကတော့လက်ရှိတော့တယ်မှာ MMA ပွဲစဉ်ပေါင်း16ပွဲရှင်ပြိုင်ထိုးတက်ကစားထားပြီးတော့အဲ့ဒီကမှ18ပွဲနိုင်တပွဲရှုံးဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားပြီးတော့အခုချိန်မှာရလက်ကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ fighter ဖြစ်ပါတယ်။ ရှောင်းဘရီလီအနေနဲ့ဒီလက်ရှိလောလောဆယ်မှာဆိုလို့ရှိရင် သူနောက်ဆုံးရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ပွဲစဉ်ကတော့ UFC ရဲ့ရင်းနှုန်းက Walter Wayden Champion ဟောင်း Leon Edwards နဲ့ရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ပွဲစဉ်ဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ရှောင်းဘရီလီအနေနဲ့ Leon Edwards ကိုသူ့ရဲ့မိခင်မြေအင်္ဂလန်နိုင်ငံမှာသွားရောက်ရှင်ပြိုင်ထိုးသက်ကစားခဲ့ပြီးတော့ လေးကြီးမြောက်မှာ Leon Artwork ကို submission Guillotine ချုပ်ကွက်နဲ့နိုင်ရရှိထားခဲ့တာပဲဖြစ်ပါတယ်။ Sean Brady နေနဲ့ကအခုချိန်မှာတက်လူ fighter လို့ပြောရမှာဖြစ်ပြီးတော့အသက်ကလည်း32နှစ်အရွယ်သာရှိသေးတဲ့အတွက်ကြောင့်မလို့နောက်ထပ်ပွဲကောင်းပွဲချမ်းတွေအများကြီးဖန်တီးပေးနိုင်အောင်မဲ့ fighter တူလို့ထင်မြင်မိပါတယ်။ ရောင်ဘရဒီနေနဲ့ဒီ UFC အဖွဲ့အစည်းကိုရောက်ရှိလာတဲ့အချိန်ကပြီးခဲ့တဲ့2019ခုနှစ်မှာစတင်ပြီးတော့ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့အဲ့ဒီအချိန်ကနေစပြီးတော့ဒီအခု2025ခုနှစ်အထိ UFC အဖွဲ့အစည်းမှာပွဲစဉ်မှာကိုဝဲဒီရှင်ပြိုင်ထိုးသက်ကစားခဲ့တာဖြစ်ပြီးတော့အဲ့ဒီကမှသူ့အနေနဲ့ပွဲစဉ်တစ်ပွဲသာရှုံးထားခဲ့တာဖြစ်ပြီးတော့ရှုံးထားခဲ့တဲ့ fighter ကတော့ UFC ရဲ့ Waterweight Champion အောင် Blaine Muhammad ပဲဖြစ်ပါတယ် ဆိုတော့သူနိုင်ရရှိထားတဲ့သူ့ရဲ့ win column ထဲမှာဆိုလို့ရှိရင်တကယ်ကိုကျန်းတဲ့ fighter တွေဖြစ်တဲ့ Gabe Ban, Leon Edward, Kevin Castella, Michael Chia စလို fighter တွေလည်းပါဝင်နေတာပဲဖြစ်ပါတယ်။ဆိုတော့ဒီ Shawn Brady နေနဲ့အနာဂတ်တစ်ချိန်ချိန်မှာ UFC ရဲ့ Welterweight Champion ကပတ်နေရအတွက်စိန်ခေါ်သွားနိုင်တာဖြစ်ပြီးတော့သူ့အနေနဲ့ UFC ရဲ့လက်ရှိလောလောဆယ် Welterweight မှာလည်း နမနှစ်နေရာမှာရှိနေတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ကျွန်တော်ကပြောခဲ့သလိုမကြခင်ချိန်တွင်းမှာချန်ပီယံကပ်ဘက်စင်ခေါ်ခွင့်ရရှိသွားနိုင်တဲ့အနေဒါကလည်းရှိနေတာပဲဖြစ်ပါတယ်။ဆိုတော့ရှောင်းဘရေဒီနဲ့သူ့ရဲ့နောက်ထပ်ပြိုင်ဘက်ဖိုက်တာအနေနဲ့ဘဲဖိုက်တာနဲ့ရှင်ပြိုင်ထိုးသက်သွားနိုင်တယ်ဆိုတာကတော့ကျွန်တော်အနေနဲ့လေ့လာကြည့်မယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့ဒီနမနှစ်နေရာမှာရှိနေတဲ့အတွက်ကြောင့်မလို့ဒီနမတင်းနေရာကဖိုက်တာဖြစ်တဲ့ဘလဲမိုဟာမက်နဲ့မကြီးပွဲပြန်လဲရှင်ပြိုင်ထိုးသက်သွားနိုင်ဖို့က သူ့အနေနဲ့စ조사တင်တယ်လို့ထင်မြင်ယူဆမိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘလဲမူဟာမတ်အနေနဲ့သူ့ကိုနိုင်ယူခဲ့စဉ်တုန်းကရှောင်းဘရီဒီအနေနဲ့ရှုံးပွဲမရှိတဲ့ fighter ဖြစ်ပြီးတော့ဘလဲမူဟာမတ်ကရှောင်းဘရီဒီကိုဘဲဥခွဲပြလိုက်တဲ့အကြောင်းမလို့တော်တော်လေးအဆက်ကွဲခဲ့ရတာလည်းဖြစ်ပါတယ်။ဆိုတော့ရှောင်းဘရီဒီနေနဲ့လက်ရှိတော်တော်တဲ့အချိန်မှာဒီဘလဲမူဟာမတ်ကိုပြန်ပြီးတော့စိန်ခေါ်ပြီးတော့သူ့အနေနဲ့သူ့ရဲ့ဒီ ရှုံးပွဲကိုပြန်ပြီးတော့လက်စားချင်မယ်ပြီးလို့ရှင်ရဲ့ဘောလုံးဝိတန်းချန်ပီယံနေရာကိုစင်ခေါ်ထိုးသက်သွားမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့အကောင်းဆုံးဆုံးဖြတ်ချက်လို့ပဲကျွန်တော်နေနေကတော့ဒမင်ယူဆသုံးသပ်ပြီးပါတယ်ဆိုတော့ရှောင်းဘရီဆိုတဲ့ fighter ကလည်း UFC ရဲ့ welterweight တန်းတခြားသောလူငယ်ခြေတက် fighter တွေလိုမျိုးပဲစောင့်ကြည့်ရမယ်ဒီ fighter တွေကတယောက်ဖြစ်ပြီးတော့သူ့အနေနဲ့ကလည်း champion ကပဲစင်ခေါ်ခွင့် champion ဖြစ်ခွင့်အပြည့်အဝရှိနေတဲ့အတွက်ကြောင့်မလို့ ဒီရှောင်းဘရီဒီဆိုတဲ့ဖိုင်တာရဲ့ပွဲစဉ်တွေကိုပရိသတ်တွေနဲ့မလွတ်တမ်းကြည့်ရှုဆောင်ကြည့်ကြဖို့ကျွန်တော်အနေနဲ့ဒီနေရာကနေတိုက်တွန်းချင်ပါတယ်ဒီဖိုင်တာကတော့မကြခင်ချိန်တွင်းမှာတကယ်ကိုဝေါ်တာဝေတန်းကိုကြီးစိုးမဲ့ချန်ပီယံ2ဖြစ်လာနိုင်တဲ့လာလာရှိတဲ့ဖိုင်တာတစ်ယောက်ဖြစ်ပါတယ်ရှောင်းဘရီဒီနေနဲ့ကလက်ရှိလောလောဆယ်မှာအခုလာမယ့်ဒီနိုဝင်ဘာလ 16ရက်နေ့မှာအရှင်ပြိုင်ထိုးသက်သွားမဲ့ UFC 322 event ပြိုင်ပွဲပွဲစဉ်မှာ UFC Waterway Dan ရဲ့ဒီ ranking နံပါတ်8နေရာက fighter ချမ်းဖြစ်တဲ့ Michael Moore ဆိုတဲ့ fighter နဲ့အရှင်ပြိုင်ထိုးသက်သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ Michael Moore ဆိုတဲ့ fighter ကတော့ဒီ Sean Brady အရင်တုန်းကလိုပဲရှုံးပွဲမရှိသေးတဲ့ fighter ဖြစ်ပြီးတော့ MMA ပွဲစဉ်မှာ18ပွဲရှင်ပိုင်ထိုးသက်ထားပြီးတော့18ပွဲလုံးနိုင်ရရှိထားပါတယ်။နိုင်ရရှိထားတဲ့ဒီ18ပွဲထဲမှာ73ပွဲထိကိုအလဲထိုးတိုင်ပွဲရဲ့တပွဲကို submission ကျန်တဲ့4ပွဲကို decision နဲ့နိုင်ရရှိထားတာဖြစ်ပြီး တော့တကယ်ကိုကျန်တဲ့ knock out artist တူလို့ပြောရမှာလည်းဖြစ်ပါတယ်။နောက်ဆုံးရှင်ပြိုင်ထိုးသက်ထားတဲ့ပွဲစဉ်ကတော့ပြီးခဲ့တဲ့မေလကရှင်ပြိုင်ထိုးသက်သွားတာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာတကယ်ကိုအရင်တုန်းက Waterway တန်းရဲ့ကျန်လာပါတယ်ဆိုတဲ့ fighter ကြီး Gabe Ban ကိုလဲထိုးအမောက်တိတ်ပြထားတဲ့ fighter ဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်ကလည်းကျွန်တော်ပြည်သက်တွေစောင့်ကြည့်သွားရမယ့်ပွဲစဉ်ဖြစ်ပြီးတော့တကယ်ကိုကျန်တဲ့ပွဲကောင်းပွဲကျန်တဲ့ပွဲဖြစ်လာမှာမို့လို့မလို့တန်းစောင့်ကြည့်သွားကြဖို့ဒီနေရာကနေတိုက်တွန်းချင်ပါတယ်။ ။နောက်ဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့ခုနကကျွန်တော်ပြောခဲ့တဲ့ UFC 322 event ပွဲစဉ်မှာပဲရှင်ပြိုင်ထိုးတက်သွားကြမယ်။ဒွဲဆိုင်ကောင်းဒွဲဆိုင်ရင်းတကူဖြစ်တဲ့ Leon Edwards နဲ့ Carlos Prates တို့ရဲ့ဒီ UFC World Heavyweight တန်းက ရွေးဆိုင်ကောင်းတွေ့ဆိုင်ရန်တစ်ခုအကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်။ Leo Edward တွင်လည်းဒီပြီးခဲ့တဲ့2022ခုနှစ်မှာသူ့ရဲ့ Borderwidden Champion ကပတ်ကိုရရှိခဲ့ပြီးတော့အဲဒီချိန်တွေကနေစပြီး Champion ကပတ်နှစ်ခုကိုကာကွယ်တယ်။ကာကွယ်ပြီးတဲ့နောက်မှာသူ့အနေနဲ့ဒီ2024ခုနှစ်မှာ Blair Muhammad ကိုရှုံးသွားခဲ့ပြီးတဲ့နောက်မှာသူ့အနေနဲ့ပျောက်သွားခဲ့တဲ့ဟာဆိုလို့ရှိရင်အခုချိန်မှပြန်လည်ပေါ်လာတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ Blair Muhammad ကိုရှုံးပြီးတဲ့နောက်မှာ Leon Edward အနေနဲ့ Sean Brady ကိုဆက်ပြီးတော့ရှုံးတယ်။ရှုံးတာကလည်းလုံအောင်ကိုဆိုသလိုချုပ်ကွက်နဲ့ပွဲသိမ့်ပြီးတော့အပြက်ပြက် က်ခံလိုက်ရတဲ့အတွက်ကြောင့်မို့လို့ Leon Edward အနေနဲ့အခုချိန်မှာနိုင်ပွဲတော်ကိုအမြန်ဆုံးပြန်လည်လိုအပ်နေတဲ့ fighter လို့ပြောရမှာပဲဖြစ်ပါတယ်။အဲလိုမှမဟုတ်ဘူးဆိုရင်တော့သူ့အနေနဲ့ဒီသူ့ရဲ့ကစားပုံကစားနည်းအရပရိသတ်တွေကြားထဲကနေလောကကိုပျောက်သွားနိုင်တဲ့အနေအထားမှာရှိနေတာဖြစ်ပြီးတော့လက်ရှိလောလောဆယ်မှာလေလင်းအတ်ဝေါ်အနေနဲ့ဒီပရိသတ်တွေကြားထဲမှာလောကကိုမပြောပြစ်လောက်အောင်သူ့အနေနဲ့တော်တော်လေးကိုပျောက်ဆုံးနေပြီလို့လည်းပြောရမှာပါ ဆိုတော့ Leon Edward နဲ့လက်ရှိလောလောဆယ်မှာ9ဝက်တဝက်ကိုအမြန်ဆုံးပြန်လည်ရယူဖို့လိုအပ်နေတာဖြစ်ပြီးတော့ UFC ဖွဲ့စည်းကနေပြီးတော့အခုချိန်မှာသူ့ကိုပွဲစဉ်တစ်ပွဲအမြန်ဆုံးပွဲတက်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ဒီ Carlos Prates ဆိုတဲ့ fighter ကတော့လက်ရှိလောလောဆယ်မှာ UFC ရဲ့ဒီ Waterweight Ranking Number 9နေရာက fighter ဖြစ်ပြီးတော့သူ့အနေနဲ့ဒီတကယ်ကို striking ဘိုင်းမှာတော်တော်လေးကိုချမ်းတဲ့ fighter တယောက်ဖြစ်ပါတယ်။အရင်ကဝမ်းချန်ပီယံရှစ်ဒီဖွဲ့စည်းမှာရှင်ပြိုင်ထိုးတက်တဲ့ fighter ဖြစ်ပြီးတော့သူ့အနေနဲ့ဒီမွေတိုင်းအားကစားကိုအခြေပြုပြီးတော့ကစားတဲ့ fighter တူလည်းဖြစ်ပါတယ်။ ကာလော့စ်ပရိုတက်စ်တင်နဲ့လက်ရှိလတော်စင်မှာ MMA မှတ်တမ်းကိုပြောရမယ်ဆိုရင်တော့ MMA ပွဲစဉ်ပေါင်း29ပွဲထိရှင်ပြိုင်ထိုးသက်ကစားထားပြီးတော့အဲ့ဒီတဲကမှသူ့အနေနဲ့22ပွဲနိုင်9ပွဲရှုံးဆိုတဲ့ရလဒ်ကိုခိုင်းဆိုင်ထားပြီးတော့နိုင်ရရှိထားတဲ့ဒီ22ပွဲထဲမှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့16ပွဲထိကိုပွဲသိမ်းထားပြီးတော့ပွဲသိမ်းထားတဲ့16ပွဲထဲမှာဆိုရင်လည်း18ပွဲထိကိုအလဲထိုးပြီးတော့နိုင်ယူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကာလော့စ်ပရိုတက်စ်အနေနဲ့တကယ်ကို striking အပိုင်းမှာတော်တော်လေးကိုကြမ်းနေကစားသမားတူလို့ပြောရမှာပဲဖြစ်ပါတယ် ဆိုတော့ Carlos Prates အနေနဲ့ Leon Edward ကိုရှင်ပြိုင်ထိုးသက်တယ်ဆိုတဲ့နေရာမှာ Leon Edward က ranking အမြင့်ကကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ Leon Edward ကိုသူ့ရဲ့ ranking နေရာတက်စင်ကိုရှင်ပြိုင်ထိုးသက်တဲ့ပွဲစဉ်တစ်ပွဲလို့ပြောလို့ရပါတယ်ဆိုတော့ဒီပွဲစဉ်ဟာ Leon Edward တို့ကောင်းလဲကောင်းသလိုမကောင်းလဲမကောင်းလဲပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ကောင်းတယ်ဆိုတဲ့နေရာမှာတပတ်ကပြန်ပြဖိုက်တာဖြစ်တဲ့ Carlos Brothers ဟာသူဟာ striking ဘိုင်းမှာကစားတဲ့ကစားသမားတူဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီ Leon Edward နဲ့ရှင်ထိုးမှာဖြစ်ပြီးတော့ Leon Edward အနေနဲ့သူကျွမ်းကျင်ပိုင်နိုင်တဲ့ striking skill gain ကိုပြသရမှာပဲဖြစ်ပါတယ်။မကောင်းတဲ့ချက်ကတော့ Carlos Prata ဟာမွေထိုင်းကစားသမားဖြစ်ပြီးတော့ striking ဘိုင်းမှာတော်တော်လေးကိုကျန်းတဲ့ fighter ဖြစ်ပြီးတော့သူ့ရဲ့ကစားပုံကစားနည်းဟာတော်တော်လေးကိုဒူးခြားကောင်းမွန်နေတဲ့အတွက်ကြောင့်မလို့ Leon Edward အနေနဲ့တော်တော်လေးကိုကြိုးစားပြီးတော့တတိထားကစားမှရမယ်အနေထားဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်တို့ဒီပွဲစဉ်ကိုမသုံးသက်ခင်မှာ Fighter ရဲ့အာသာချက်အားနည်းချက်တွေကိုအရင်ဆုံးကြည့်လိုက်ကြရအောင်ပါဆိုတော့ပထမအဆုံးအနေနဲ့ဒီဆရာကြီး Leon Edward ရဲ့ဒီ record ကိုအရင်ဆုံးသွားကြည့်လိုက်ကြအောင်ပါ Leon Edward အနေနဲ့လက်ရှိလောလောဆယ်ဒီမှာ MMA ပွဲစဉ်မှာ Carlos Bartes လို့ပဲသူ့အနေနဲ့26ပွဲတိရှင်ပြိုင်ကစားထားပြီးတော့အဲ့ဒီကမှ22ပွဲနိုင်9ပွဲရှုံး တပွဲတီတပွဲပွဲမရှိဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားတဲ့ fighter ဖြစ်ပါတယ်သူအနေနဲ့ဒီ striking ဘက်မှာအဓိကထားပြီးတော့ကစားတဲ့ fighter တူဖြစ်ပြီးတော့ grappling ဘက်မှာဆိုလို့ရှိရင်လည်း take down defense submission defense တော်တော်လေးကိုကောင်းတဲ့ fighter ဖြစ်ပါတယ်ဒါပေမဲ့ Leon Edwards အနေနဲ့တခုရှိတာကသူအနေနဲ့ pressure ကောင်းကောင်းကြီးပေးခံရပြီဆိုရင်ပြာထွက်သွားတာဖြစ်ပြီးတော့သူ join ကျင်ပိုင်နိုင်ထားတဲ့ဒီ skill တွေကိုထုတ်မသုံးနိုင်တော့တာပဲဖြစ်ပါတယ်လဲမူဟာမတ်နဲ့ပွဲစဉ်မှာပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဘလဲမူဟာမတ်အနေနဲ့ Leon Edwards ကိုပထမအချိန်မှာကတည်းက ကင်ပေါက်ထူထောင်းတကယ်ကို wrestling အသားပေးပြီးတော့ကစားလိုက်တဲ့အချိန်မှာ Leon Edwards နဲ့တော်တော်လေးကိုကြောင်ပြောက်သွားခဲ့တာကိုတွေ့ရမှာဖြစ်ပြီးတော့သူ့အနေနဲ့သူကျွမ်းကျင်ပိုင်နိုင်ထားတဲ့ ground game skill ကိုတော့မှလုံးဝထုံမသုံးနိုင်တော့တဲ့အနေအထားဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာ Sean Brady နဲ့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်လည်း Leon Edwards နဲ့ Champion ကဘက်ကိုဆုံးနှင်းခဲ့ပြီးရတဲ့နောက်မှာဆိုလို့ရှိရင်သူ့အနေနဲ့တော်တော်လေးကိုစိတ်သက်သာနေတဲ့ပုံပေါ်ပြီးတော့ Sean Brady ရဲ့ pressure ပေးကစားတဲ့ရိုက်ချက်တွေအောက်မှာသူ့အနေနဲ့တော်တော်လေးကိုမလုံး မရှက်နိုင်ဖြစ်ခဲ့တာဖြစ်ပြီးတော့နောက်ဆုံးမှာ guilty position နဲ့အရှုံးပေးရလောက်တဲ့အထိသူ့အနေနဲ့နှိမ့်ကျသွားခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့ Leon Atwood အနေနဲ့စိတ်ဓာတ်ပိုင်ဆိုင်ရာမှာနည်းငယ်လိုအပ်ချက်ရှိနေတာဖြစ်ပြီးတော့သူ့အနေနဲ့တော်တော်လေးကိုစိတ်အားတင်းပြီးတော့ကစားမှသာနိုင်ပွဲရနိုင်တဲ့အနေအထားဖြစ်နေတာပဲဖြစ်ပါတယ်။ Kamaru Usman နဲ့ပထမဦးဆုံးပွဲချင်းကစားတဲ့အချိန်မှာဆိုရင်လည်း Kamaru Usman အနေနဲ့သူ့ကိုတော်တော်လေး pressure ပေးထားနိုင်ခဲ့တာဖြစ်ပြီးတော့နောက်ဆုံးချီမှသာခြေကံရကြောင်နိုင်သွားတယ်လို့ကျွန်တော်အနေနဲ့မပြောချင်ပေမဲ့ ဒီကမာရိုအူစမန်ကိုသူ့အနေနဲ့ခြေကန်ကျက်နေတာအဆုံးပသက်နိုင်ခဲ့ဘူးဆိုရင်သူကအဲ့ဒီပွဲစဉ်မှာကျင်းတည်ပေါ်ရှုံးမှာဖြစ်ပါတယ်ဆိုတော့လီယွန်အက်ဒဝါနေနဲ့ကသူကကျွမ်းကျင်ပိုင်နိုင်တဲ့စကီးတွေရှိတယ်ဒါပေမဲ့သူ့ရဲ့လိုအပ်ချက်ကတော့စိတ်တက်ပိုင်ဆိုင်ရာလို့ပြောရမှာဖြစ်ပြီးတော့သူ့အနေနဲ့စိတ်တက်ပိုင်ဆိုင်ရာတော်တော်လေးမြင့်တင်ဖို့လိုအပ်နေသေးတယ်လို့သုံးသပ်မိပါတယ်သူနဲ့ရှင်ပြိုင်ထိုးသက်သွားမဲ့ fighter Carlos Brothers ရဲ့အကြောင်းကိုသုံးသပ်ရမယ်ဆိုရင်တော့ Carlos Brothers ဟာကျွန်တော်ကကပြောခဲ့သလိုမွေထိုင်း fighter အတူဖြစ်တဲ့အတွက်ကြောင့်မို့လို့သူရဲ့ကစားပွဲကစားနည်းကတော့ striking ဘိုင်းမှာပဲတော်တော်လေးကို အခြေပြုပြီးတော့ကစားတဲ့ကစားသမားဖြစ်တဲ့ striking တော်တော်လေးကိုကောင်းတဲ့မွေတိုင်းပုံစံနဲ့ကစားတဲ့ fighter ဖြစ်တဲ့ latty power လည်းတော်တော်လေးကိုပြင်းတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့ Leon Edward ကိုအသာစီးရယူပြီးတော့ကစားမယ်ဆိုလို့ရှိရင်ကစားလုံးရနိုင်တဲ့နေတာဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ဒီလိုအပ်ချက်ကတော့တက်လုံဖြစ်ပါတယ်။ Carlo Prades အနေနဲ့ဒီ ceiling ကိုအင်မတန်မှတောက်တုံးတက်တဲ့ကစားသမားဖြစ်ပြီးတော့ သူအနေနဲ့အဲ့ဒါကြောင့်မလို့တက်လုံပိုင်းမှာလိုအပ်ချက်ရှိနေတာဖြစ်ပြီးတော့ဒီ training လေ့ကျင့်ခန်းဆင်းတဲ့အချိန်မှာတော့ဆင်းလိတောက်တယ်လို့သတင်းတွေရသိရတဲ့အတွက်ကြောင့်မလို့တက်လုံပိုင်းမှာလိုအပ်ချက်ရှိနေပြီးတော့ငားကြီးပြေကစားမယ်ဆိုလို့ရှိရင်သူအနေနဲ့တော်တော်လေးခက်ခဲခဲကစားရတဲ့အထားမှာရှိတယ်။ဒီနောက်ပိုင်းချီတွေမှာပြီးလို့ရှိရင်တက်လုံကြတဲ့အပြင်လက်သီးပါဝါနဲ့ကစားပုံကစားနည်းကလည်းကျလာတဲ့အတွက်ကြောင့်မလို့သူအနေနဲ့အဲ့ဒီအချက်လေးကိုလည်းငယ်ပြင်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့နောက်ပိုင်းမှာဒီ level အမြင့်နှန်းကိုရောက်လာနိုင်တဲ့ကစားသမားအတူလို့လည်းပြောလို့ရပါတယ်။ ဆိုတော့ဒီပွဲစဉ်ကိုသုံးသပ်ရမယ်ဆိုရင်တော့ Leon Edpo အနေနဲ့ Carlos Gratis ရဲ့ပထမအချီမှာ pressure ပေးပြီးတော့ပြားပေးကစားတဲ့ကစားကွက်တွေအောက်မှာသာသူ့အနေနဲ့ကြာရှုံးမသွားဘူးဆိုလို့ရှိရင်တော့နောက်ပိုင်းချီတွေမှာ Carlos Gratis ကိုပြန်ပြီးတော့အသာစီးရယူထားနိုင်ရပြီးတော့အရင်ကတည်းက Leon Edpo ဆိုတဲ့ ုံဘုတ်ကိုပြန်ပြီးတော့ထိန်းနိုင်လိမ့်မယ်လို့ကျွန်တော်လည်းယုံကြည်မိပါတယ်။အဲဒါမှမဟုတ်ဘူးဆိုရင်တော့ Carlo Brothers နေတဲ့ကပဲ Leon Edward ကိုခြာနင်းပြီးတော့သူက Ram မြင်မိုက်ကိုတက်သွားပြီးတော့နောက်ပိုင်း New Generation ကစားသမားဖြစ်နေပွဲထွက်လာပါလိမ့်မယ်။ဆိုတော့ Printed တွေနေတဲ့ကရောဒီ Carlo Brothers နဲ့ Leon Edward တို့ရဲ့ပွဲစဉ်မှာ Bay Fighter ကနိုင်ရရှိသွားနေတယ်လို့ဆိုတာကို comment မှာဆွေးနွေးတောင်းတဲ့ညင်ခုံပေးခဲ့ကြပါဦးခင်ဗျာ။